်မင်္ဂလာပါရှင် PSM News ရဲ့노마라19ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်ပင်လယ်ပင်လယ်အတွင်းနိုမာလာကုန်ပိုင်းမှာမုန်တိုင်းဖြစ်လာနိုင်ခြင်းရှိနေပြီးရင်းရဲ့တက်ရောက်မှုတွေကြောင့်မြန်မာနိုင်ငံမှာမိုးလေဝသအခြေအနေတွေပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာနိုဝင်ဘာလ18ရက်နေ့ကနေ21ရက်နေ့အထိတိမ်အနှိမ့်တွေအကောင်းဆုံးဝင်ရောက်လာနိုင်မှာဖြစ်ပါတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ ဒါပြင်နိုမာလာကုံမိုးလွန်ကာလာကုံဆုံးတဲ့အထိဘင်္ဂလားပင်လယ်ော်မှာရာသီဥတုမငြိမ်မသက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဒီအခြေအနေကြောင့်မြန်မာနိုင်ငံမှာမလူလားအပ်တဲ့မိုးတွေရွာသွန်းနိုင်မှုရှိပြီးတောင်သူဦးကြီးတွေအနေနဲ့အမိုးကာစားတွေရိပ်သိမ်းပြီးတိနှံတွေကိုအမြင့်ကိုပြောင်းရွှေ့ထားခြင်းတွေကိုလှုံ့ဆော်ထားတဲ့လို့အကြံပြုလိုပါတယ်။လက်ရှိမှာတော့ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းမှာလီဘီယာနဲ့ယမန်ဖြစ်ပေါ်နေပြီးအဲ့ဒီလီဘီယာနဲ့ယမန်ဟာအနောက်အနောက်မြောက်ဘက်ကိုဖြင်းညင်းစွာရွေ့ရှားဖို့ရှိနေပါတယ်။ ဒီနေ့မှာတော့တနင်္သာရီတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ရန်ကုန်တိုင်းတို့မှာနေရာကွက်ကြားမိုးနဲ့ငယ်ရွာနိုင်မှာဖြစ်ပြီးရွာရံရနှောင်း60ခန်းသာရှိမှာဖြစ်ပါတယ်။မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ကြံတိုင်းနဲ့ပြည်နယ်အားလုံးတို့မှာနောက်နေ့အတွင်းနေရာကွက်ကြားကနေနေရာကျဲကျဲမိုးနဲ့ငယ်ထချုံရွာနိုင်ပါမယ်။မြဝကျောင်းမမုတ်တမခွေမွန်တနင်္သာရီကံယူရန်တလျှောက်နဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာတော့တနအီကို25မိုင်ကနေမိုင်30အထိလေပြင်းတွေတိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်ကတော့9ပေကနေ9ပေခန့်ရှိနိုင်ပါတယ်ရှင်။ မူလဝဒဖြစ်စဉ်ကြိုတင်ခမှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်းကျင်တာမှန်နိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။နေစဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း PSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် PSM ရဲ့နေစဉ်မူလဝဒအစီအစဉ်တွေကိုစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ PSM ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာပြည်သူပြည်သားတွေလည်းကျန်းမာပေးခြင်းစွာနဲ့တဘာဝဘေးအန္တရာယ်အတွေ့အကြုံကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင်။